အချာပြုခင်ယောက်ျားအသူ့ရဲ့ဝန်ထမ်းကောင်လေးကိုထိုးလိုက်တဲ့ကိစ္စကိုရှာလာရှည်တာဖြစ်ပါတယ်။အဲ့ဒီကောင်လေးရဲ့ဗီဒီယိုဖိုင်ကိုကြည့်ပြီးတော့သုံးသပ်ရမယ်ဆိုလို့ရှိရင်တော့သူတို့တွေဝန်ထမ်းတွေအားလုံးစုပြီးတော့ဝန်ဟုတ်ပေါ့တော့စားကြမယ်နေမှာကောင်လေးကနေတော်တော်စော့နေတယ်တော်တော်စော့နေတဲ့အချိန်မှာအကိုထွန်းရဲ့ပိုးကြပြုခင်ယောက်ျားရဲ့တမိလေးဖွေးစိန်ဖွေးစိန်လေးကနေပြီးတော့မှတော်တော်ဝင်ပြီးတော့စော့တယ်ဝင်ရှုပ်တယ်ပေါ့နော်ဝင်စော့တယ်အဲ့ဒီမှာနေကောင်လေးကနေပြီးတော့တားတယ် ဖွဲ့စိန်ဝင်မစော့နဲ့ဝင်မစော့နဲ့စော့လို့မရဘူးလို့တားတယ်ဒါပေမဲ့ကလေးလေးကလည်းဝင်စော့တယ်တားရခြင်းအကြောင်းရင်းကသူတို့မှာငကိုတွေကစီကံကြထုတ်ထားတယ်ဒါလဲဆိုတော့ကလေးတွေနဲ့သူတို့ရဲ့ပါစနယ်အကောင့်ကိုရဲ့ကိုပိုင်အကောင့်မှာကလေးတွေပုံတွေတင်လို့ရှိတယ် လေးပါတယ်ပုံနဲ့တင်ခွင့်မရှိဘူးသူတို့ page သူတို့မှာဒါလည်းသူတို့တင်ခွင့်ရှိတယ်အာ student တို့ထုတ်ထားပြီးသားဝန်ထမ်းအနေနဲ့တွဲဆောင်ခွင့်မရှိဘူးလို့ထုတ်ထားတာမဟုတ်တာဘူးဘာဖြစ်လို့လဲဆိုတော့သူတို့သူတို့ page တွေမှာကြည်လိုက်ခလေးနဲ့ဝန်ထမ်းအနေနဲ့တွဲပြီးတော့ကနေရပဲလေအဲဒါမဲ့ကိုယ့်ရဲ့ personal account ကိုယ့်ရဲ့ကိုယ်ပိုင် account မှာတင်ခွင့်မရှိတာအဲ့ဒါကိုအကောင့်ရဲ့လက်သိတယ်တိရတဲ့ကြောင့်မဟုတ်ဘူးဒါလည်းဒါမဲ့ခလေးကဝင်ပြီးတော့ sorry sorry ဟာအကောင့်ရဲ့အော်ဘာမှမဖြစ်တယ်မဟုတ်လေးဆိုပြီးတော့ account ရဲ့နေမျိုးမှာ တင်လိုက်တယ်တင်လိုက်တော့နောက်နေ့ကျတော့ကိုကျက်ဘခင်ကနေလာပြောတယ်အာဒီတင်လို့မရဘူးကောနော်ကလေးပါတယ်ကောတင်လို့မရဘူးဘာကြောင့်လဲလာပြောတယ်လာပြောတဲ့ခါကျတော့ तू ကမဖြတ်မဖြတ်ပေးမဲနဲ့ဆိုနောက်နေ့အလုပ်သွားတဲ့ခါကျတော့အဲသူတို့ supervisor လာပါလားအဲ့ဒီသူတို့တွေရှိမှပဲ तू ကအတင်းပြောလိုက်တယ်အာ तू तू တမီးကလိုက်ရှုပ်နေတာပေါ့လိုက်ရှုပ်နေတာကိုငါးနေပြောမှအပြောခံရတယ်ပေါ့မတန်ဘူးဘာကြောင့်လဲ तू အတင်းတုတ်လိုက်တယ်အတင်းတုတ်လိုက်တဲ့ခါမှာကိုကျက်ဘခင်နားတွေကိုပြေရောက်သွားတယ်ဒါပေမဲ့ပြဿနာက အဲ့ဒီမှာမဖြစ်သေးဘူးနောက်နေ့မနေ့ရောက်ပြီနောက်နေ့မနေ့ရောက်တဲ့အခါကျတော့သူတို့ဆိုင်ဝန်ထမ်းကောင်းလေးနဲ့ကောင်းမလေးနှစ်ယောက်နဲ့ကမနေ့စိုးစီးဆိုင်ခွင့်နဲ့ချိန်လောက်မှာရန်ဖြစ်တယ်ရန်ဖြစ်တယ်တယောက်နဲ့တယောက်ဆဲဆိုပြီးရန်ဖြစ်ကြတယ်ဆဲဆိုပြီးရန်ဖြစ်ကြတဲ့အခါကျတော့အာဒီဘက်ဟိုအမေတွေဘာနဲ့ထိခိုက်ပြီးဆဲလိုက်တဲ့ကောင်းလေးကကောင်းမလေးကိုအမေကောင်းမလေးကနေစက်တူသွားတာသူ့အမေတွေအထိပါတယ်အထိပါထိခိုက်ပြီးဆဲတဲ့အတွက်ကြောင့်မူဆိုင်ရှင်ရှင်းပေးပါပေါ့ဒီကိစ္စကိုရှင်းပေးပါဗျာညာနဲ့ဆိုပြီးတော့မနက်စောစီးပြေသနာရှာတယ်ပြေသနာရှာတဲ့အခါကျတော့အဲ့ဒီမှာတဲ့ကိုကြောက်ခင်ကိုလှန့်ခေါ်တော့ကိုကြောက်ခင်မလာမင်းနဲ့အကူထွန်းတော့ကိုကြောက်ခင်ကကြားနေပြီးတော့မှာ ဆင်းလာပြီးတော့မှသူလာဖေးရှင်းတယ်နေလို့ဘာဖြစ်နေကြလဲမနက်စောစီပေါ့အဲမနက်စောစီတော့တချို့တွေကတော့ဒါဟိုမိင်္ဂလာယူတဲ့အချိန်ဆိုတော့ရမ်းဖြစ်လိုက်ပါညာဆိုင်ခင်ကတော့မကြိုက်တော့ဘူးပေါ့သူစိတ်တူနေမှာပေါ့စိတ်တူနေအခန်းရှိမှာပေါ့အဲအဲ့လိုမျိုးအခန်းရှိနေတဲ့အချိန်မှာအမိုင်တော့စိတ်တူပြီးတော့မှအဲ့ကောင်မလေးကလည်းတဲ့သူတို့ပြောပုံညာဆိုရင်တခြားနေရာနေရာတွေမှာနေနေရာတကနေမဲ့ဖြစ်နေတယ်နေမဲ့ရန်ဖြစ်နေပါညာနဲ့ပြောလိုက်တယ်ပြောတဲ့အကြောင်းကြီးကကောင်မလေးကလည်းတယောက်ပြီးတယောက်နဲ့ဟိုနည်းနည်းပေါ့ပြဿနာလေးနည်းနည်းရှိပုံရတယ်အဲသူတို့ရဲ့လေတံကိုကောက်ပြီးပြောတာနော်အဲအဲ့လိုမျိုးဆိုတော့ အဲ့နဲ့ကောင်မလေးကိုလည်းအနေနဲ့အလုပ်ထွက်ပါညာနဲ့ပြောတယ်ထင်တယ်ဟဲ့အားထားလိုက်တော့အဲ့ဒါမေးသွားတယ်အလုပ်ထွက်ပါညာပြီးသွားတယ်အဲ့အလိုမျိုးအဲ့လိုပြဿနာတက်တက်တော့အဲ့ပြဿနာဖြေရှင်းပြီးတော့သူ့ဘက်ကိုလှည့်လိုက်တယ်သူ့ဘက်ကိုလှည့်ပြီးတော့မင်းအောင်မင်းအောင်မဖြစ်ချင်နေရလဲပေါ့အဲ့လိုမျိုးပြောပြီးတော့အဲမင်းကလေးကိုလိုက်ချုပ်တယ် လို့ပြောတယ်ဆိုဘာညာလဲဆိုစကားကတစ်ဆင့်နဲ့တစ်ဆင့်ဆိုလို့ရှင်ကားတက်တယ်အတိတယ်မလားတစ်ဆင့်နဲ့တစ်ဆင့်ဆိုတော့ तू ကနေပြီးတော့မှ तू ပို့တင်တာဘာညာကိုပြောတာပြောသူ့စိတ်ထဲမှာမကောင်းလို့လာပြောလို့စိတ်ထဲမကောင်းလို့ပြောတာဆိုပေမဲ့တစ်ဆင့်စကားတစ်ဆင့်သားဆိုခလေးကလိုက်ရှုပ်တယ်ဆိုတော့မိဘစိတ်ထဲမှာခလေးကသူတို့တတော်ဆိုတော့လိုက်ရှုပ်တယ်ဆိုတဲ့စိတ်ကလည်းဆွဲရင်ဆွဲသွားနိုင်တယ်မိဘတွေမှာအဆွဲရှိတယ် အဲပြီးလို့ရှိရင်အဲ page မှာတင်ထားပြီးတော့ဖြတ်လည်းမဖြတ်ဘူးသူ့ရဲ့ account မှာတင်ထားပြီးတော့ဖြတ်လည်းမဖြတ်တဲ့ဇလန်လေးရှိထားမယ်ပြီးလို့ရှိရင်အဲနောက်တစ်ကြောင်အတင်းထုတ်တယ်ကွာအဲကလေးကလိုက်ရှုပ်နေအောင်ငါပြောခိုင်းရတယ်မတန်ဘူးဘာညာလဲဆိုအဲကလေးကလိုက်ရှုပ်နေတယ်ဆိုတဲ့ဇလန်ကိုလည်းမိဘတွေကနည်းနည်းအသေးခိုက်တတ်တယ်ကိုကစိုင်းရှင်ကိုအဲ့ဒါဝန်ထမ်းနေမှာကိုကလေးကလိုက်ရှုပ်တယ်လို့ဘာလို့ပြောရင်စိုင်းရှင်ကမကြိုက်တတ်ဘူးလေအဲပြီးလို့ရှိရင်ဝန်ထမ်းဘဝနဲ့နေကြီးလိုက်လို့ရှိရင်လည်း ဆိုင်ရှင်အဲ့လိုခလေးတွေရှိတဲ့အိမ်တွေမှာဆိုတိတ်ပြီးတော့လူတွေမလုပ်ချင်ဘူး။ဒါဆိုအဲ့ခလေးကြီးကိုကိုကခလေးလဲချစ်တာမချစ်တာတဲ့။သူများခလေးကြီးကိုတစ်ချိန်လုံးကွာတည်ရမလား။လိုက်ကြည့်နေရသူတို့ခလေးကိုကိုကမျက်နှာမမိလို့လည်းမရဘူး။ပြောမိလို့လည်းမရဘူး။ဒါဆိုကိုရဲ့ဆိုင်ရှင်ကိုရဲ့အလုပ်ရှင်ရဲ့ကလေးလေအဲ့လိုဆိုတော့အဲ့ကလေးကနေမြောဟာကလေးလေဆိုပုံမှန်တိုင်းတည်းမှာရှုပ်တာပေါ့အဲ့လိုရှုပ်လဲကိုမပြောလို့မရအဲ့လိုကလေးရှိတဲ့အိမ်နေဆိုလို့ရှိရင်တချို့မလုံချင်ဘူးဒါလည်းနားလေတယ်အဲ့ဒီကနေပြီးတော့မှသူတို့ပြဿနာတက်တာတက်တော့အဲ့အဲ့ဟာနေထုံးမလို့ဘာမလို့ပေါ့ ဖြစ်သွားတာပေါ့ထိုးမဲ့စင်တီတွေပဲဖြစ်သွားပါအဲ့ဒါနဲ့သူကလည်းအထိုးရိုင်းထိုးကြီးပြန်ထိုးမှပါညာနဲ့ပြောလဲပြောဟိုကလည်းထိုးချလိုက်ဟိုကလည်းတွေးကြည့်တာပေါ့ပထမစိတ်အခံလဲစိတ်ဆိုးနေမယ်အဲပြီးလို့ရှိရင်မနက်စောစီးဟိုရံဖြစ်တဲ့အတွဲကိုလည်းသူရှင်းရမယ်အမှန်တည်းသူကနေပြီးတော့မှအဲဒေါသတွေကများနေမှာပေါ့လူစိတ်တူနေမှာပေါ့အဲစိတ်တူနေမဲ့အချိန်မှာအဲပြောလိုက်တဲ့အချိန်မှာလို့ဖြစ်တာဆိုသူတို့နှစ်ဦးနှစ်ဘက်ကတော့ဟိုအမှားအမှန်ဘသူကဘသူကမှားတာများမလဲဆိုတာပဲရှိရနှစ်ဘက်စလုံးကတော့မှားတာတော့မှားနေတယ်အဲအဲ့ဇလန်ကိုကကျတော့ဒီဘွဲမှာဘယ်ဘက်ကလဲဆိုတော့ကိုကဒီဘွဲမှာတော့ထေးချို့ ထေးချိုကိုကဒီပွဲမှာကိုကအကိုထုံးတို့ဘက်ကအဲ့အကိုထုံးနဲ့ပိုးကြိုက်ယူခင်းနဲ့ယူတော့မှာတစားမှလည်းကြည့်မရဘူးပိုးကြိုက်ယူခင်းလည်းကြည့်မရဘူးအကိုထုံးလည်းကြည့်မရဘူးအဲ့မှာကိုကအဲ့ကလေး၃ယောက်ကိုတနာတာကလေး၃ယောက်ကိုတနာပြီးတော့အဲမနာလည်းလို့တာပေါ့ပိုးကြိုက်ယူခင်းအမေဒီကောင်မအဲ့အမေပတ်စံလေးကိုဒါလည်းကိုကချမ်းသာတယ်လေဘာညာပွဲရဲ့အဲ့လိုမျိုးထဲမှာကိုလည်းပါခဲ့တယ်ပါခဲ့ပြီးတော့သူတို့ TikTok လေးတွေကိုကြည့်ဗီဒီယိုလေးကြည့်နေကိုတော့အချင်းမိတာအဲ့ဒီဖွေးစိန်လေးကိုတော့အချင်းမိတာဖွေးစိန်လေးကိုတော့အချင်းမိတာနောက်ထပ်၃ယောက်ထဲမှာနောက်တစ်ယောက်ကိုလည်းနည်းနည်းချစ်သေးတယ်ဒါပေမဲ့ဟို ကျန်တဲ့တယောက်ကိုကျန်တဲ့တယောက်အားငယ်တော့မှဆိုလို့အာအဲ့ဖွေးစိန်လေးကိုချစ်တာသူ့သူ့ပုံစံလေးကတက်တယ်လေပြီးလို့ရှိရင်ကိုကြိုက်ပြခင်လည်းကလေးတွေကယူဆိုင်တယ်ဆိုတော့နည်းနည်းလေးအမြင်ကြီးလာတဲ့အချိန်လေးပါတယ်ဒါပေမဲ့အခုဖြစ်တဲ့ပွဲကလည်းအဓိကဖွေးစိန်လေးနဲ့ကောမန့်တွေဖတ်ကြည့်ရတော့လည်းဖွေးစိန်လေးကိုပဲပြောအကလေးကလည်းရှုံတိုင်းကလေးကဖြစ်နေပါညာနဲ့ဆိုတဲ့ဟိုကဖွေးစိန်ဘက်ကနေရက်တီဖို့အတွက်လုံးဝစိတ်ကူးလိုက်တာပြီးဟိုကောင်လေးပြောပုံစုံပုံလေးကသူ့လက်မှန်လေးလို့မခံစားရဘူးလေ ူလည်းဆိုင်ရှင်ကနေပြီးတော့မှဒီဗီဒီယိုဖိုင်လေးကိုဖြတ်ပေးပါလို့ပြောရင်ဖြတ်ပေးရမှာတို့နိုင်ငံခြားတွေဘာတွေမှာသူကြည့်ဘူးတယ်လေနိုင်ငံကြည့်ဘူးတယ်လေနဲ့အဲဟုတ်တယ်လေနိုင်ငံခြားတွေဘာတွေမှာဆိုလို့ရှိရင်ကြည့်လိုက်လေတင်တာမကြိုက်ဘူးလေကလေးနိုင်မြေပါလေအဲကလေးပုံနေတင်တာမကြိုက်ဘူးလေအာတင်နေကြလေသိရမလားအဲကလေးကိုဘလို့ဘာညာမြန်မာစကားကြီးတင်ပေးမှာဖះရစားတွေရှောက်ရောက်ခိုင်းနေအဲ့လိုတွေဘယံပရာကြီးလုံးနေတာ မကြိုက်ဘူးတချို့တွေကဒါကတော့မြန်မာနိုင်ငံမှာလည်းသူလည်းသူ့အနေထားနဲ့သူမကြိုက်လည်းရှိမှာပေါ့အာသူများမကြိုက်ရင်မတင်နဲ့လေနော်ဒါမဲ့လက်တွေပါတွေပါတာအတော့ဒါပြောစရာဖြစ်တော့ဗောမှားတော့ဗောဒါမဲ့ယောက်ျားတွေလေယောက်ျားတွေဆိုတော့တည်မလားစိတ်တွေကနည်းနည်းတိုးတာပေါ့ဒါကတော့ဒါကတော့မှန်မှကိုမပြောလို့လေသူတို့နှစ်ဦးနှစ်ဖက်စလုံးမှားတာပဲသူလက်ပါလိုက်တာလည်းမှားတာပဲဟိုကောင်းလေးလည်းခေါင်းချောတင်တာမှားတာပဲပြီးရင်အာဆိုရှယ်မီဒီယာမှာတည်မလားပြောင်းဆန်နေခက်ပြီးတော့အဲ့လိုဆိုတော့ဒီဘက်မှာကိုကထိချူပါအခုဖြစ်ပြက်နေဖြစ်ပြက်လေးလာပြပြလာတာပဲအဲ့လိုသွားကန်နေအတင်းလာတော့ရသေးတယ်